ဟယ်လိုမေမင်္ဂလာပါဒီနေ့မေလ29ရက်နေ့မှာတော့ကျွန်တော်တို့ TNL ကနေပြီးတော့သတင်းထုတ်ပြန်တဲ့အကြောင်းအရာပဲဖြစ်တယ်ဆိုတော့အဒီဟာကိုပြောမယ်ဆိုလို့ရှိရင်တော့ KIA နဲ့ TNL KIA နဲ့ TNL ကတော့နေမင်းအငင်းပွားမှုတွေခဏခဏဖြစ်တဲ့အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့အများအပြား TNL ကသူသိမ့်ပိုက်ထားတဲ့နေမင်းဟာဆိုလို့ရှိရင်သူ့ရဲ့ပိုင်နဲ့နေမင်းတွေဆိုပြီးမှသူတို့ကခံယူထားတာဖြစ်တယ် KIA ကျတော့ သူတိုက်လို့ရတာမရတာပါထဘိုးဘောပိုင်နေမျိုးကိုသူတို့ပိုင်တယ်เนาะရှမ်းစတိတ်เนาะရှမ်းကနေပြီးတော့သူတို့ကိုပေးလိုက်တာအဲ့ဒါက sub state လို့ခေါ်တယ်အဲ့ဒီရှမ်းကနေပြီးတော့ဘိုးဘောပိုင်နေမျိုးဖြစ်သူတို့ကိုပေးလိုက်တာအဲ့ဒါကြောင့်မင်းတို့တိုက်လို့ရတာမရတာအရေးမကြီးဘူးဒါကတော့ငါတို့ပိုင်တဲ့နေမျိုးဖြစ်တယ်တကယ်တမ်းသူတို့ပိုင်တဲ့နေမြေဖြစ်အောင်ဆိုလို့ရှိရင်နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်လုပ်ပြီးမှတခါအဲ့ဒီကနေပြီးတော့ agreement ရမယ်ရပြီးတော့မှအဲ့ဒါက TNLA ပိုင်တယ်ဆိုတဲ့ဟာကို သူတို့ကခံယူရမယ်။ဘာဖြစ်လဲဆိုတော့ KNA ကဒီဖက်မှာအညာဖက်မှာသူတို့တိုက်တယ်တိုက်ပေမဲ့သူတို့တိုက်လို့ရတဲ့နေနေကသူတို့နေမြေလို့သူတို့မပြောဘူးเนาะ။အဲ့ဒါကနိုင်ငံရေးနဲ့ဆိုင်တဲ့အတွက်ကြောင့်အစိုးရတက်တက်လာတဲ့ခါကျလို့ရှိရင်ဒါကိုဆွေးနွေးပြီးမှပဲဒါဒီပြုရမယ်ဆိုတဲ့ခံယူချက် KNA မှာခံဆွေးထားတယ်တကယ်လေးလက်တွေ့လုပ်တယ်။ဒီ NLA ကြတော့သူတို့တိုက်လို့ရတဲ့နေမြေကိုသူတို့ပိုင်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့လုပ်တာဖြစ်တယ်။ဆိုတော့ဒီဟာကနေမြေအငင်းပွားမှုတွေဖြစ်တယ်။ဒါပေမဲ့ဒီနေ့သတင်းထွက်လာတာက TNLA ကဘာပြောထားလဲဆိုလို့ရှိရင်တော့ KIA နဲ့နေပြီးတော့တနိုင်ငံလုံးလုံးမြောက်ဖို့အတွက်ပါဝင်တိုက်ခိုက်သွားမယ်ဆိုပြီးမှ TNLA ကထုတ်ပြန်ထားတယ်။သူတို့နေမြေအငင်းပွားမှုတွေရှိပေမဲ့အထက်မှာသူတို့ဆွေးနွေးမှုတွေလုပ်တယ်။အဲဒါကြောင့်ဒီတနိုင်ငံလုံးမှားလာကြဆုံးရဲ့အတွက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ဟာကိုခုထပ်ပြီးတော့ကြီးညာတယ်။ပြီးလို့ရှိရင်တော့ကျွန်တော်တို့သတိထားမိလိမ့်မယ်။နော်မွန်းမွန်မှာဆိုလို့ရှိရင်တော့လက်နဲ့ခံရအများကြီးပေါင်းစည်းပြီးတော့ယာမညဆိုတဲ့အဲ့ဒီအဖွဲ့အဖွဲ့ကိုသူတို့ဖွဲ့တယ်ဖွဲ့တဲ့အဖွဲ့နဲ့ပဲ အခုဒီ NLA ကပေါင်းပြီးတော့တိုက်မယ်ဆိုတဲ့ဟာကိုထပ်ပြီးတော့ထုတ်တယ်ဆိုတော့အခု Mandalay PDF နဲ့လည်းသူတို့ပူပေါင်းထားတာရှိတယ်ခုမွန်နဲ့လည်းတိုက်မယ်လို့ပြောတယ် AA မှာလည်းသွားပြီးတော့တိုက်တယ်ဆိုတဲ့ဟာကိုလည်းထွက်တယ်အခု KIA နဲ့လည်းပူပေါင်းပြီးတော့တိုက်မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါက MNDA နဲ့မတူညီတဲ့နော်အချက်တစ်ချက်အနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ် MNDA ကျတော့တရုတ်ရဲ့လက်ကင်တုပ်အစ်စ်ဖြစ်သွားတယ် TNLA ကျတော့နော်ကျွန်တော်တို့အခုလက်ရှိအခြေအနေမှာတော့ကျွန်တော်တို့ပြောလို့မရသေးဘူး ဒါမဲ့ခြေလှမ်းတွေကအဲ့လိုမျိုးလှမ်းနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ထိုင်းနေဆက်မှာတိပိုပိုစခန်းနော်တိပိုပိုစခန်းကိုတိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီဝေါ်လီဗျူဟာနေပြီးတော့ထိုင်းဖက်ကနေပြီးတော့ဒီစစ်ကိုပို့တယ်မာလာကစစ်ကိုပို့တယ်80နှစ်ယောက်အဲ့ဒါကိုဆူလိုက်အပြုံလိုက်ဒီဖက်ကနေပြီးတော့ဝိုင်းပြီးတော့သမကြတာ အဲ့လိုမျိုးသမယချင်းအဓိကအကြောင်းရင်းကပါလဲဆိုတော့ပြည်သူလူထုတွေကနော်တည်င်းပေးတယ်နော်ကျွန်တော်ပထမဆုံးသူတို့စဝင်ပြီဆိုတာနဲ့ဗီဒီယိုတက်တယ်တက်တဲ့ဟာကိုကျွန်တော်ရတယ်ရတဲ့ဟာကိုကျွန်တော်တင်ပြထားတယ်ဒီ channel မှာပဲဆိုတော့သူတို့ဝင်သွားတယ်ဝင်သွားတဲ့ဟာကိုသူတို့တည်င်းရတယ်ဝင်သွားတဲ့အထီးသူတို့လမ်းဖွင့်ပေးတယ်အဲ့ဒီမှာစွန်စည်းမြိုင်မှာရောက်တဲ့ခါကျတော့အဲ့ဒီမှာ DKBA ရဲ့ဒီစေပြအခမ်းအနားလုပ်တဲ့နေရာတွေမှာအဲ့ဒီမှာဘောလုံးခွေးမှာအကုန်သမားကြတယ်။အဲ့ဒီမှာဝိုင်းပြီးတော့တိုက်တဲ့ခါကျတော့တော်တော်ကိုစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားတယ်။ နော်ထိုင်းဘက်မှာပြေးတဲ့ကအပြစ်အပြစ်ခံရတဲ့လူကအပြစ်ခံရအဲ့ဒီမှာဒေတဲ့လူကသီးအဲ့ဒီမှာဖမ်းဆီးထားတဲ့လူကလည်းအများကြီးနော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့အဲ့ဒီနဲ့တပြိုင်နက်မှာပဲကျွန်တော်တို့ပါတစ်ခုကိုစီရလိုက်လဲဆိုလို့ရှိရင်တော့အခုဒီနေ့သတင်းတက်လာတာကငနေလေးနော်ငနေလေးကိုကျွန်တော်တို့ဒီပြန်ပြီးတော့သိတော့ရတယ်ဆိုတဲ့ဟာကိုလေထိုက်ပြီးတော့တက်လာတာကိုတွေ့ရတယ်အခုကက80နဲ့နေရောက်ကတကြောင်းလုံးစစ်ကြောင်းတကြောင်းလုံးပြုတ်ထွက်သွားတဲ့အဲ့ဒီဗီဒီယိုဖိုင်ကိုမင်းညကျွန်တော်တင်တယ်တင်တဲ့ခါကျတော့သူတို့အဲ့ဒီမှာနောက်ပြန်တုံးပြီးတော့ လုတ်ထားတဲ့ဒီဗီဒီယိုတွေပါလာတဲ့ခါကျတော့ YouTube ကလက်မခံဘူးเนาะလက်မခံတော့ကျွန်တော်အဲ့ဒီဟာကိုဖြုတ်ချလိုက်တယ်ဆိုတော့လက်မခံတဲ့ခါကျတော့ကျွန်တော်ဆက်တင်လို့မရဘူးကျွန်တော်တင်ချက်တန်းထောက်တင်တယ်เนาะတင်တယ်မရဘူးမရတဲ့ခါကျတော့ကျွန်တော်အဲ့ဒါကိုညာ delete လိုက်တယ် YouTube ကတော့နည်းနည်းစကန်ကြီးတဲ့အပိုင်းမှာရှိတယ်ဒါကြောင့်တောင်းတန်ဗီဒီယိုတွေကိုကျွန်တော်တို့တင်လို့မရဘူးเนาะတင်ရှင်တယ်တင်လို့မရဘူးဆိုတော့စ조사ပြီးတော့ကျွန်တော်တင်ပေးတယ်เนาะတင်ပေးတယ်ဆိုတော့အခုကဒီ KNU ရဲ့နေမြေမှာတော်တော်ကိုနေမြေတင်ပိုက်မှုတွေရှိလာတယ်အဲ့ဒါမှာ Bluetooth စကန်ရဲ့ ညာကလေးဒီစခန်းရဲ့တခေါပီခွီးစခန်းရဲ့မဖာသူစခန်းအပြီးတော့တာလီစခန်းမေလာစခန်းမဖိုကေစခန်းဘလက်ဒူစခန်းအခုကကနေလီစခန်းအခုကနောက်တစ်ခုကဘရင်တော်ဆိုတဲ့စခန်းရွှေအေးမြိုင်ဆိုတဲ့စခန်းစက်တက်စက်တက်စက်တက်နေစင်းနဲ့အမြကျွန်တော်တို့ဒီ KNU ရဲ့နေမြေမှာတိမ့်ပိတ်ထတာကိုတွေ့ရတယ်9ရက်6ရက်3ရက်2ရက်4ရက် တော်တော်ကိုတိုက်တာကိုကျွန်တော်တို့တွေ့ရတယ်သူတို့ကလည်းတော်တော်ကိုနာမည်ပြက်ခဲ့တယ်เนาะ KNU ကနာမည်ပြက်ခဲ့တယ်ဒေါ်လန်ရဲ့၃နှစ်လုံးလုံးလုံးဝမတိုက်ဘူးအခုเนาะ2024 2025မှာဆိုလို့ရှိရင်စပြီးတိုက်လာတာတွေ့ရတယ်တိုက်လာတဲ့ကျွန်တော်တို့အောင်ပွဲတော်အများကြီးတွေ့ရတယ်ဒါပေမဲ့မြို့သိမ်းတာတော့မြို့မှမတွေ့သေးဘူးเนาะအခုစခန်းတွေတော့တော်တော်သိမ်းနေတယ်သူတို့ရဲ့ခံယူချက်ကတော့စခန်းကိုသိမ်းလို့ရပြီဆိုလို့ရှိရင်เนาะ ဒီမြို့ကိုလူတွေနဲ့တင်လို့ရတယ်မောင်းလို့ရှိရင်မြို့ပြက်တွေဖြစ်ကုန်တယ်ဆိုတော့အဲ့ဒီခံယူချက်သူတို့စီမှာရှိတယ်ဆိုတော့ခုအဲ့လိုမျိုးတိုက်တာကိုတွေ့ရတယ်ဆိုတော့တော်တော်ကိုအောင်မြင်မှုတွေရတယ်ဒီနောက်ဒီကနေ့လေးမှာဆိုလို့ရှိရင်ဒုတိုင်မုံအပါမှာဟုတ်ဖက်မှာထိုင်းဖက်မှာပြေးတာတွေ့ရတယ်နော်အဲ့ဒီမှာထိုင်းဖက်ကဖမ်းဆီးထားတယ်နော်အဲ့ဒီမှာဖမ်းဆီးထားပြီးတော့ပြန်ပြီးတော့လှုပ်ပြန်ပြီးတော့လှုပ်ပြီးတော့တခါရှေ့တောင်မှာပြန်ပုတ်ဆိုတော့အဲ့ဒီမှာသူတို့တိုင်ပတ်နေတယ်ဆိုတဲ့အဟောက်တော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီစစ်တွေမျိုးနဲ့ဒီကြောက်ဖြူမျိုးသိမ်းတိုက်ပွဲမှာဆိုလို့ရှိရင်ညီနောင်သုံးဖွဲ့ကပါဝင်တိုက်ခိုက်နေတယ်ဆိုတဲ့ဟာကို TNLA MNDAA AA တို့ ပေါ့နော်သူတို့တိုက်တယ်ဆိုတဲ့ဟာကို TNLA ကထုတ်ဖော်တာကိုကျွန်တော်တို့တွေ့ရတယ်အတိတ်ပြရတော့ကျွန်တော်တို့ဂျန်ရှိတဲ့မြို့နယ်စစ်ခွန်မြို့နယ်မှာစစ်လက်မြို့နယ်ကိုဒီ A ကတင်ပိုက်ထားပြီးပြီးအခုဂျန်ရှိတဲ့နော်စစ်တွေရဲ့ကြောက်ဖြူရဲ့မအောင်ရဲ့မအောင်တော့လုံးဝမတိုက်သေးဘူးเนาะကြောက်ဖြူနဲ့စစ်တွေကိုအရင်ဆုံးတိုက်တယ်။ကြောက်ဖြူကတော့တော်တော်ကိုအောင်မြင်မှုရသွားပြီเนาะတော်တော်ကိုနည်းနည်းမေ့ချန်တော့တယ်။အဲ့ဒီမှာဆိုလို့ရှိရင်တော့တရုတ်ဖက်က ဒီစစ်သားတွေเนาะအယောက်ပေါင်း20ထိတောင်မှဒီ Navy ကတော်လကောင်းစခန်းကတော်လကောင်းသူတို့ကိုယ်တိုင်ပါဝင်ပြီးတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ထွက်နေတယ်ဆိုတော့အခု TNLA ကအဒီမှာပါဝင်အားဖြစ်နေတယ် MNDA ကလည်းအဲ့ဒီဖက်မှာဝင်ပြီးတိုက်နေတယ်ဆိုတဲ့ဟာကို TNLA ကဒီလင်းထုတ်ပေါ်တာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီဘကိုတိုင်းเนาะဘကိုတိုင်းတောင်ကုန်ခရိုင်စစ်ကြောင်းထိုးလာတဲ့ဟာကိုဒီဖက်ကနေပြီးတော့ဂျာဖြတ်ပြီးတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း10ယောက်သေတယ်ပြီးလို့ရှိရင်တော့ခုနှစ်ဦးကိုအရှင်ဖမ်းမိတယ်အဲ့ဒါကဒီတမ်ဟာနေမြေမှာဖြစ်တယ်ဆိုတော့အခုကနေလေးနဲ့ဘင်းအောင် ရွှေအေးမြိုင်အဲ့ဒီစခန်းတွေကိုသူတို့တိုက်တယ်เนาะတိုက်တဲ့ခါကျတော့အဲ့ဒီမှာဒီအယောက်ပေါင်း90ကျော်ထွက်ပြေးသွားတယ်เนาะထွက်ပြေးသွားတယ်ဆိုတော့အခု92ယောက်ကိုအတိုက်ခံနေနောက်ပိုက်မှာသူတို့ကအဲ့လိုမျိုးကနေလေးကိုသိမ့်ပိုက်တယ်ကနေလေးကိုသိမ့်ပိုက်တဲ့ခါကျတော့ဘင်းနောင်ကအဲ့ဒီမှာကာကင်းเนาะဘင်းနောင်စခန်းဆိုတော့ကာကင်းစခန်းအနေနဲ့ဒီကနေလေးရဲ့ကာကင်းပေါ့เนาะအဲ့ဒီဟာကိုနေပြီးတော့ သူတို့မနေရတော့မနေရတော့အဲ့ဒီမှာအကုန်လုံးထွက်ပြေးတော့အကုန်လုံးသိမ်းလို့ရတယ်ဆိုတော့အဲ့ဒါကရွှေအေးမြိုင်နော်ရွှေအေးမြိုင်ကျတော့ဥက္ကဋ္ဌဥက္ကဋ္ဌနဲ့နည်းနည်းလေးပဲကျန်တော့တယ်နော်ဥက္ကဋ္ဌကိုတိုက်မယ်ဆိုလို့ရှိရင်ကြားမှာဆိုလို့ရှိရင်ခုနကရွှေအေးမြိုင်ရှိတယ်ဆိုတော့အဲ့ဒီရွှေအေးမြိုင်မှာလည်းသူတို့မနေရတော့နော်မနေရတဲ့ခါကျတော့အဲ့ဒီမှာအကုန်လုံးထွက်ပြေးသွားတယ်နော်ထွက်ပြေးသွားတယ်ဟုတ်ဖက်မှာထိုင်းဖက်မှာနော်ထိုင်းဖက်မှာရောက်တယ်ဆိုတော့ထိုင်းဖက်ကနေပြီးတော့ဖန်စီထားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တတိယမီဒီယာတွေမှာတွေ့ရတယ် ်ခုကဘင်္ဂလားဒေ့ရှ်ကိစ္စဒါလည်းတကယ်သတင်းကောင်းပဲเนาะသတင်းကောင်းပဲအဲ့ဒါကပါလို့ဆိုတော့ AA နဲ့ဘင်္ဂလားဒေ့ရှ်ကအစိုးရကနေပြီးတော့ဆက်ဆံတဲ့အဲ့ဒီမှာကုန်သွယ်ရေးတွေသူတို့ကမဆက်ဆံလို့မရတော့ဘူးဆိုတဲ့ဟာကိုအရင်တော့ကလည်းကျွန်တော်သတင်းတင်ဆက်ပေးသားဖြစ်တယ်သူတို့ကိုယ်တိုင်ပြောထားတာဖြစ်တယ်ဆိုတော့အခုကဘင်္ဂလားဒေ့ရှ်နဲ့ AA နဲ့ဆက်ဆံနေတဲ့အခါကျတော့ဆက်နွယ်မှုတွေလုပ်တယ်သူတို့ကညီနိုင်မှုတွေလုပ်တယ်အဲ့ဒီမှာကုန်သွယ်ရေးတွေလုပ်တယ်ဘာလို့ဆိုတော့အဲ့ဒီနေဆက်တချောကကျွန်တော်တို့မှအလားမရှိတဲ့အခါကျတော့တို့မှအလားနဲ့ကျွန်တော်တို့ဆက်ဆံလို့မရတော့ဘူးเนาะကုန်သွယ်ရေးတွေအဆင်ပြေဖို့အတွက်ကဆိုတော့အဲ့ဒါကိုဆက်ကဆက်ကဆန့်ကျင်တဲ့ကန ကွက်တယ်ဆိုတော့အခုရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့သံအမတ်နော်သံအမတ်ရဲ့စစ်တမ်းမုံရဲ့နှစ်ယောက်စလုံးကိုဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ရုပ်သိမ်းလိုက်ပြီနော်ရုပ်သိမ်းလိုက်ပြီဘာဖြစ်ဆိုတော့အဲ့ဒီသံတမန်ရေးမှာဆိုလို့ရှိရင်ဒေါ်ဒေါ်ကိုသူတို့နှစ်ယောက်ကပြန်အဆိုင်အားပြန်တိုက်ခိုက်နေတယ်နော်တိုက်ခိုက်နေတယ်ဘင်္ဂလားဒေ့ရှ်ဖက်ကလည်းအေကိုဆက်ဆံတော့မယ်ဆိုတော့ဒီမအလာကလည်းအေကိုလုံးဝကျွန်တော်တို့အဆက်အသွယ်မပြုတ်ဘူးသူကအစိုးရမဟုတ်ဘူးဆိုတဲ့ခံယူချက်နဲ့အဲ့ဒါကြောင့်ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ သမတ်ရဲ့သမှုရဲ့အဲ့ဒါကိုလည်းပြီးတော့ဘင်္ဂလားဒေ့ရှ်ကပြန်ခေါ်ပြီเนาะပြန်ခေါ်ပြီနောက်တစ်ခုကဒီရောက်နေဆက်ဂိတ်မကိုနေပြီးတော့ပြန်ဖွင့်ပေးဖို့အတွက် TNL ကနေပြီးတော့ပြန်ပြီးတော့တောင်းဆိုတယ်เนาะတောင်းဆိုတယ်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုရဲ့အခြေခံစားသောက်ကုန်တွေပြီးလို့ရှိရင်တော့ဆေးဝါးတွေပြီးလို့ရှိရင်တော့၁၃စီတွေလူသုံးကုန်ပစ္စည်းတွေဆိုလို့ချင်လိုအပ်ချက်အကျက်တဲ့အကြီးအကျယ်ဖြစ်နေတယ်အဲ့ဒါကြောင့်เนาะဒီရောက်အစိုးရကနေပြီးတော့ TNL ကတောင်းဆိုတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတိတ်ကတော့ ပြည်သူလူထုတွေခက်ခဲရောက်နေတယ်။အဲဒါကြောင့်တစ်ချက်တော့ဖွင့်ပေးပါဆိုတဲ့ဟာကိုတောင်းဆိုတာကိုတွေ့ရတယ်။တရုတ်ကတော့မလာရဲ့တောက်တိုင်ဖြစ်တဲ့ခါကျတော့နင်းနေတော့ဒီ TNL ကိုဆုံးမတဲ့သဘောတော့ရှိတယ်။သူတို့ဖွင့်ပေးဖို့လည်းအချိန်နေရှိမှမဟုတ်ဘူး။နောက်တစ်ခုကကျွန်တော်တို့ဒီမန္တလေးတိုင်းတောင်သာမြို့ပေါ်မှာတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်နော်။တိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်။မြို့ပေါ်မှာတော့အဲ့ဒါနော်။အဲ့ဒီမြေစင်းရုံရဲ့နောက်တစ်ခုကအခွန်ဦးစီးရုံရဲ့အမှန်နဲ့မှရှိတဲ့ဒီအုတ်ကြီးတွေရဲ့အိမ်တွေကိုတပြိုင်တည်း နော်ဒီ PDF တွေကဝင်ပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာရှိတဲ့စကားစတွေကဆိုလို့ရှိရင်ခွေးပြေးဝဲပြေးပြေးကုန်တယ်ဆိုတဲ့သတင်းရင်းလည်းကျွန်တော်တို့သတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေးတိုင်းဒေသမှာဆိုလို့ရှိရင်တော့ထိုးကြီးမျိုးနဲ့ အဲ့ဒီဝဲလူရဲစခန်းအပါဝဲစစ်ကြောင်းတွေကိုဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာစက္ကဆအယောက်ပေါင်း40နော်40เนาะအဲ့ဒီမှာမသာဖြစ်သွားတယ်နော်မာလခိယဖြစ်သွားတယ်ဆိုတော့တရက်တရက်မှာဒီမလာရဲစစ်သားတွေတည်တဲ့အလောက်ကနေတာမဟုတ်ဘူးเนาะနာမည်ကြီးနေတာကခုတ်ကရင်ပြင်းနေပေါ့เนาะကရင်ပြင်းနေမှာတည်တာနေတာမဟုတ်တရက်တရက်ကိုဆိုတော့တရက်တရက်မှာခုနှစ်ခုအနည်းဆုံး သိနေတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီကရင်ပြည်နယ်တောင်ပိုင်းတော့တော်တော်ကိုလှုပ်ရှားနေပြီဆိုတဲ့သတင်းကိုတော့ကျွန်တော်တို့တွေ့ရမယ်။နော်အဲ့ဒါကခုနကဒီမထိုးကြီးမှာကြာတော့ဒီဝက်လူရဲစခန်းပါဝါစစ်ကြောင်းကိုတိုက်ခိုက်တဲ့အခါကျတော့အရောက်ပေါင်း40သေးတယ်။အဲ့ဒီလူတွေကခါလာရ83နဲ့ခါမရ30ကလူတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုက AA ကဖမ်းထားတဲ့ဒီအသက်မပြည့်တဲ့ကျောင်းသားတွေပြီးလို့ရှိရင်တော့ ဒီချင်းလူငယ်တွေကိုဖမ်းထားတယ်အယောက်ပေါင်း60နဲ့3ယောက်ကိုဖမ်းထားတယ်ဆိုတော့အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ဒင်းပြမြို့နယ်နဲ့မီးပုံမြို့နယ်မှာရှိတဲ့ဒီချင်းလူမျိုးတွေเนาะချင်းလူမျိုးတွေအဲ့ဒီလူငယ်တွေအယောက်ပေါင်း60နဲ့3ယောက်ကိုဖမ်းထားတယ်အဲ့ဒါကဘာဖြစ်လို့ဖမ်းထားလဲဆိုလို့ရှိရင်တော့စစ်မှုထမ်းဥပဒေနဲ့သူတို့ကဖမ်းတာเนาะဖမ်းတာမအလားဖမ်းတာမကားတော့အခုအေကစဖမ်းနေပြီเนาะဖမ်းနေပြီဆိုတော့အဲ့ဒီတတင်းတွေကလူမှုကွန်ရက်ပေါ်မှာတော်တော်ကိုတက်နေတယ်တတင်းမီဒီယာတွေမှာတော်တော်တက်နေတယ်အရင်တော့ကတော့မအလားဖမ်းနေဖမ်းနေကြတယ် အခုကတော့ AA စာဖမ်းနေပြီနော် AA စာဖမ်းနေပြီအဲ့ဒါကချဲလို့မျိုးရောက်ပေါင်60နဲ့3ယောက်ကိုပြန်လှုပ်ပေးဖို့နော်အဲ့ဒီမှာမိဘဆွေမျိုးညီကောင်မမတွေပြီးလို့ရှိရင်တော့အဲ့ဒီချင်းလူမျိုးတွေရဲ့ဒီဥဆောင်ပါတီနော်နိုင်ငံရေးဥဆောင်ပါတီတွေကနေပြီးတော့တောင်းဆိုတယ်အဲ့ဒီလူတွေကိုဘလို့လှုပ်ပေးပါနော်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီစစ်မှုထမ်းဥပဒေနဲ့ကတော့ရခိုင်ပြည်မှာကြီးကြီးနော်လူလူဖမ်းပွဲတွေလုပ်နေတယ်ဆိုတော့သဘောတော့ကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဆန္ဒပြတဲ့လူကိုတောင်ကုန်းမှာဆိုလို့ရှိရင်ဖမ်းထားတယ်အဲ့လိုမျိုးသူတို့ကိုဖမ်းပြ ပြာရကောင်းမလားဆိုတဲ့ဟာကိုသူတို့ကဖန်ဆီတာဖြစ်တယ်ဆိုတော့ဒီနေရာမှာပြန်ပြီးချိတဲ့အခါမှာဆန္ဒပြတယ်ဆိုတာလူခွင်းရေးပဲမွေးရပါခွင်းရေးပဲနော်ကျွန်တော်တို့တောင်းဆိုနေတာအဲ့ဒါလူခွင်းရေးဆိုတာဒါပဲနော်သူတို့ဆန္ဒပြခွင့်ရှိတယ်နော်ဆန္ဒပြခွင့်ရှိတယ်ဒါမကြိုက်တာလောက်တာမလောက်တာသူတို့အပိုင်းပေါ့ဒါမျိုးဆန္ဒပြတဲ့လူကိုဖမ်းတယ်ဆိုတာတော့လူခွင်းရေးကိုချုပ်ဖောက်တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အရင်ကတော့မလာတော့ကိုပြောတာပေါ့နော်အခုကတော့အေအေကထပ်ပြီးတော့ဒိုးလာပြီနော်စစ်မှုထံဥပဒေကိုပြဋ္ဌာန်းတဲ့အခါကျတော့ဒါကဒါကတော့တကယ့်လိုအပ်ချက်ဖြစ်တယ်နော်ဒါပဲမဲ့ လူ့အခွင့်အရေးဆိုတာလည်းရှိတယ်ဆိုတော့ဒီလက်နက်ကင်တွေကတော့လူ့အခွင့်အရေးကိုသိသိတာမဟုတ်ဘူးနော်ကျွန်တော်တို့မာလာလေးဒီလိုပဲကျွန်တော်တို့လက်နက်ကင်နဲ့လူတွေအားလုံးအကုန်လုံးဒီလိုပဲဆိုတော့ AA ကတော့အခုစပြီးတော့နာမည်ပေါ်လာတာကိုတွေ့ရတယ်ချင်းလူမျိုးတွေကလည်းသူတို့တောင်းဆိုတဲ့လူငယ်60နဲ့300ယောက်ကိုပြန်လှုပ်ပေးပါဆိုတဲ့ဟာကိုတော့တောင်းဆိုတာကိုတွေ့ရတယ်နောက်ခုကဒီကြောက်ဖြူနော်ကြောက်ဖြူမှာဆိုလို့ရှိရင်တော့ဒီတမဆက်တက်က need view ဟာမှဘုံမှုချုပ်ကြော်မျိုးအောင်နော်ကြော်မျိုးအောင်နဲ့အဲ့ဒီမှာဘုံတယောက်နော်ခမရ၅၄၃ကဘုံကြီးတယောက်နော်ဘုံကြီးတယောက်ပါဆိုလို့ရှိရင် AA က ဒီ sniper နဲ့ပြစ်လိုက်တယ်နော်ပြစ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာတေဆုံးသွားတယ်ဆိုတော့အဲ့ဒါကကျွန်တော်တို့၆ဖြူမှာတမဆစ်တက်ကနေပြူဟာမှုတေဆုံးသွားပြီဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်သူရဲ့အသူပအနာသူရဲ့နာရေးကိုနေပြီးတော့တိုး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 လေးလုတ်တယ်ဒါပေမဲ့အခုပေါက်ချားနေတယ်နော်ပေါက်ချားနေတယ်အဲ့ဒီသတင်းကဆိုတော့ဒီ၆ဖြူကနေပြူဟာမှုကမာလ်ခီယာဖြစ်သွားပြီပြီးလို့ရှိရင်တော့ခမာယာ943ဘူဂျီတယောက်လဲ sniper နဲ့မိပြီးတော့ မန်ကီယာဖြစ်သွားတယ်ဆိုတဲ့တဲ့င်းကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့မေလ26ရက်နေ့မှာတဲ့င်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ